မင်္ဂလာပါရှင်ရှဲအေကူမီဒီယာကကြိုဆိုပါတယ်ရှဲပြည်နယ်အစီပိုင်းတာချီလိမ်မြို့နိုင်ရွှေတကုံပုံတူစီတီတော်ယတနာစိန်ပူတော်ငှက်မျက်နာတော်တင့်လူပူဇော်ခြင်းနီဗုဒ္ဓပိတိကအနေကစားတင်မဟာမင်္ဂလာကန္နာကိုအီဘီလာ29ရက်နေ့နေ့ပိုင်းကရွှေတကုံရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ် အခမ်းအနားကိုနမောတတသုံးချင်ရွတ်စုဘုရားကတော်၍ဖွင့်လင်းပြီးရဲပြည်နေဆိုရာဖွင့်ပြည်နေဝင်ကြီးချုပ်ဦးအောင်အောင်နှင့်အစိုးရအဖွဲ့ဝင်ဝင်ကြီးများတတိကံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမူဘူချုပ်စိုးလိုက်နှင့်ခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာများမြို့မိမြို့ဖများနှင့်တက်ရောက်လာသည့်အလူရှင်များက ရှမ်းပြည်နယ်မြောက်ပိုင်းမူဆေမြို့လွယ်တိန်ခမ်းတောင်နှန်းသာသနာပြုဆရာတော်အေကမဟာကမ္မဌာနသတိယပတ္တနာသူခမိန်နာမဟာထေမြတ်ထံမှကိုဘသီလခယုံစောက်တည်ကြပြီးဆရာတော်တန်ဃာတော်များရွပွားချင်းမြေပူဇော်တော်ပိယိတ်တေတနာတော်မြတ်တို့ကို나ယူကြည်ညိုခဲ့ကြပါသည် ဆက်လက်၍ပြည်내ဝန်ကြီးချုပ်တိုင်မူနီဖရာဒါရကာဒါယီကာမများကယတနာစိန်ဘူးတော်ငှက်မြတ်နာတော်နှင့်လူပွေဝိတ္ထုပစ္စည်းများတို့ကိုဆရာတော်တန်ဃာတော်များအားစက္ကန့်လူတန်းကအလှရှင်များကယတနာစိန်ဘူးတော်နှင့်ငှက်မြတ်နာတော်တို့ကိုမင်္ဂလာဝေါ်ရင်တော်ဖြင့်ပေးဆောင်ပြီးစေတီတော်မြတ်အားလက်ရရင်လှင့်လဲမှုသောကယတနာစိန်ဘူးတော်နှင့်ငှက်မြတ်နာတော်များကိုစေတီတော်ကြီးတွင်တင့်လူပူဇော်ကြပါနှင့်ယင်းနောက်ဆရာတော်တန် တော်များကစေတီတော်အားဗုဒ္ဓဘိတိကအနေကစားတင်ပြီးအလူရှင်များကယတနာရှင်မွေးငွေမှုများရွာသွန်းခဲ့ကြကြောင်းသိရပါတယ်။